မင်္ဂလာပါရှင်။မော်တော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ American ဟာ Iran နိုင်ငံရှိနျူကလ িয়ার စက်ရုံလေးကိုဇော်လ22ရက်နေ့ကပြင်းမဲ့ထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ရုပ်သံဖိုင်ထဲမှာတော့ Iran ကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး American သမ္မတ Donald Trump ကဘာတွေပြောဆိုလိုက်သလဲ။ American လွှတ်တော်ကိုယ်စားလှယ်တွေကဘယ်လိုတုံ့ပြန်နေသလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မော်တော်မီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ ပြည်သက်ကြီးရဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက်အီရန်နိုင်ငံကိုငြိမ်းချမ်းရေးရှုမလားသို့မဟုတ်နောက်ထပ်အတိုက်ခံမလားဆိုတဲ့သတိပေးချက်မျိုးထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်အမေရိကန်ဟာဇွန်လ22ရက်နေ့မှာအီရန်နိုင်ငံဖော်တိုနာတန့်အဖာဟန်ဒေတာရှိနျူကလ িয়ার စက်ရုံတွေကိုကြီးမားတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးနောက်အမေရိကန်သမ္မတကအခုလိုမျိုးသတိပေးလိုက်တာဖြစ်ပါတယ်အီရန်နိုင်ငံအပေါ်အစ္စရေးနိုင်ငံကတိုက်ခိုက်ခဲ့ပြီးနောက် တတင်းဘက်တပတ်ကြာချိန်မှာအမေရိကန်နိုင်ငံကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။အမေရိကန်သမ္မတကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার တန်းစင်နိုင်တဲ့စွမ်းရည်ကိုဖျက်ဆီးဖို့ရည်ရွယ်တာဖြစ်တယ်။နျူကလ িয়ার နဲ့ချင်းချောင်းမှုတွေကိုရပ်တန့်ဖို့ရည်ရွယ်တာဖြစ်တယ်။ဒေတိုက်ခိုက်မှုဟာကြီးကျယ်ခံနာတဲ့စီးရေးအောင်မြင်မှုဖြစ်တယ်။အီရန်ရဲ့အဓိကနျူကလ িয়ার တန်းစင်ရေးစက်ရုံတွေကိုလုံးဝလုံးလုံးရရချိန်မုံပစ်လိုက်ပါပြီ။ပြည်မှတ်တွေအများကြီးကြံနေတဲ့အရာကိုတတိယပါ။ ီညဟာသူတို့အားလုံးတဲမှာအခက်အခဲဆုံးဖြစ်ပြီးအခုအချိန်ထိတည်စေနိုင်တဲ့အကောင်းဆုံးပွဲဖြစ်နိုင်တယ်။နေကြရေးကမြန်မြန်ဆန်ဆန်မရောက်ဘူးဆိုရင်အဲ့ဒီပြက်မှတ်တွေကိုတိကျအရှိန်အဟုန်နဲ့ကျွမ်းကျင်မှုရှိတဲ့တခြားပြက်မှတ်တွေကိုထပ်မံတိုက်ခိုက်သွားမယ်။ပြက်မှတ်အများစုကိုမိနစ်ပိုင်းတွင်ဖယ်ရှားနိုင်မှာပါဆိုပြီးတော့ပြောပါတယ်။ဒါပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖော်ဒိုနာတန်အဖာဟန်ဒေတာအပါဝင်အီရန်မှာရှိတဲ့နျူကလ িয়ার စိုက်သုံးခုကိုကျွန်တော်တို့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ် လေအင်အားလုံးဟာအခုအီရန်လေပိုင်နဲ့အပြင်မှာရှိနေပါပြီ။ဘောင်းအပြည့်တင်ထားတဲ့ဘုံတလုံးကိုမူလနေရာဖြစ်တဲ့ဖော်ဒိုနျူကလီးယားစက်ရုံမှာပြုတ်ကျခဲ့ပါတယ်။လေအင်အားလုံးဘေးကင်းလုံခြုံစွာအပြန်ခင်းမှာပြန်ရောက်နေပါတယ်။ကျွန်တော်တို့ရဲ့ကြီးကျယ်ခံထားတဲ့ American စစ်တီတော်တွေကိုဂုဏ်ယူပါတယ်။ဒါကိုစမ်းဆောင်နိုင်တဲ့တခြားစစ်တပ်မရှိဘူး။အခုလိုမျိုးတိုက်ခိုက်ခဲ့ပြီးမြင်ကြံရေးကမြ мян ဆက်ဆံမရောက်ဘူးဆိုရင်အီရန်နိုင်ငံအတွင်းရှိပြည်မှတ်တွေကိုတိကျမှုအရှိန်အဟုန်နဲ့ထပ်မံတိုက်ခိုက်သွားမယ်။ ဒီညကျွန်တော်တို့လောက်ခဲ့တာတွေကိုလုံနိုင်ခဲ့တဲ့ကမ္ဘာပေါ်မှာစစ်တပ်ဆိုမရှိပါဘူးဆိုပြီးတော့ပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုလက်တုံ့ပြန်ခြင်းမပြုဖို့နဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဖို့တိုက်တွန်းခဲ့ပြီးလက်ရှိအချိန်ကငြိမ်းချမ်းရေးအတွက်အချိန်ဖြစ်တယ်လို့ဆိုပါတယ်။အီရန်နိုင်ငံဇာယဝန်ကြီးဆေးရက်အာဘက်အာရချီကအမေရိကန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာနိုင်ငံတကာသဘောတူစာချုပ်အလုံးကိုချိုးဖောက်မှုအဖြစ်ရှုတ်ချခဲ့ပြီးအီရန်နိုင်ငံဟာနိုင်ငံချုပ်ချာအာဏာ အကျိုးစီးပွားနဲ့ပြည်သူတွေကိုကာကွယ်ဖို့ဘေးကျကြအားလုံးကိုလှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။ရှီမင်ရှိဟိုတယ်လက်နက်ကန်အဖွဲ့ကလည်းအစ္စရေးနဲ့အီရန်စစ်ပွဲမှာအမေရိကန်နိုင်ငံပါဝင်လာပါက၎င်းတို့ဟာပင်လယ်နေမှာအမေရိကန်စစ်သည်မော်တွေကိုပြင်းထန်ထားတိုက်ခိုက်မယ်လို့သတိပေးခဲ့ပါတယ်။အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအီရန်နိုင်ငံဂျိုင်းဝန်ကြီးဌာနအပြင်အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကဝေဖန်ပြစ်တင်ခဲ့ပါတယ် အီရန်နိုင်ငံသားဝင်စည်းဌာနဟာအမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးခေါ်ဆိုဖို့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။အီရန်နိုင်ငံသားဝင်စည်းဌာနကအမေရိကန်အစိုးရဟာစစ်ပွဲကိုစန့်ကျင်ပြီးဥပဒေချိုးဖောက်ခဲ့တယ်။ဒီရာဇဝဲမှုကြီးရဲ့အလွန်အန္တရာယ်များတဲ့တက်ရောက်မှုတွေနဲ့အကျိုးဆက်တွေအတွက်တာဝန်ရှိပါတယ်။အီရန်ဟာအမေရိကန်စစ်တပ်ရဲ့ရန်လိုမှုကိုအစွမ်းကုန်တွန်းလှန်ဖို့ကိုယ်ပိုင်အခွင့်အရေးရှိတယ်။ အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့လောက်ရက်နဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့ဆုံးဖြတ်ချက်တွေကိုအတိုက်ခံပါတီဖြစ်တဲ့ဒီမိုကရက်တစ်ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်တွေကဝေဖန်ပြစ်ဒဏ်ရရှိနေပါတယ်။ဒီမိုကရက်တစ်လွတ်တော်အမတ်အများပြားကအီရန်ကိုတိုက်ခိုက်ရန်သမ္မတထရန်ရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီးတော့လွတ်တော်အမတ်တချို့ကအဲ့ဒီတိုက်ခိုက်မှုကတရားမဝင်လုပ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။အောက်လွတ်တော်အမတ်အလက်ဇန်ဒါအိုကာစီယိုကော့တက်စ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကျုပ်တို့မျိုးဆက်တွေအထိစစ်ပွဲကိုစတင်ဖို့စိတ်ရထက်သန်စွာလှုံ့ဆော်နေရလို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ဒါပြင်အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တအုပ်ကလည်းစစ်စင်ရေးဟာမတည်ငြိမ်တဲ့ပဋိပက္ခတစ်ခုရဲ့အန္တရာယ်ဖြစ်လာတယ်။မစင်မကျဲလှုံ့ဆော်ခြင်းတွေကိုနောက်ထပ်အသက်မဆုံးရှုံးခင်ဒီရိုးသွမှုကိုအဆုံးသတ်ဖို့တောင်းဆိုပါရဆိုပြီးတော့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ဒါပြင် Republican Party လွှတ်တော်အမတ်ဖြစ်သူ Ansari ကလည်း အီရန်ကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်အစိုးရရဲ့လုပ်ရဟာတရားမဝင်လုပ်ရဖြစ်ပြီးစစ်ပွဲနဲ့ပတ်သက်ပြီးမဲခွဲဆုံးဖြတ်ဖို့ကွန်ဂရက်ရဲ့အရေးပေါ်အစည်းအဝေးတရက်ပြုလုပ်နိုင်အောင်တွန်းအားပေးသွားမယ်။ဘယ်သမတကမှဒီနိုင်ငံကိုအပြောင်းလဲမြန်တဲ့ချင်းချမှုတွေနဲ့ပြူဟာမရှိတဲ့စစ်ပွဲလို့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီးတော့ဆက်လက်လှုပ်ဆောင်ခွင့်မပြုတင်ဘူးဆိုပြီးတော့ပြောပါတယ်။အမေရိကန်စစ်တပ်ဟာအီရန်နိုင်ငံရှိနျူကလ িয়ার ဆောင်တွေကိုတိုက်ခိုက်ရမှာ JBU 57အမျိုးသားဘုံတွေကို တိုက်ပွဲအတွင်ပထမဆုံးအကြိမ်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံတွေဟာအလေးချိန်ပေါင်300ရှိပြီးဘန်ကာဘက်စတာဘုံတွေဖြစ်လို့သိရပါတယ်။အဲ့ဒီဘုံတွေကိုအမေရိကန်နိုင်ငံတော်ဗီဒူးဆပရက်အမျိုးသားလေရင်နဲ့သာတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ JBU 57ဘုံတွေဟာခံတက်နဲ့မြေအောင်နဲ့နဲ့မှာမြုပ်ထားတဲ့ဘန်ကာတွေဦးမင်လှိုင်ကောင်းတို့ပြက်မှတ်တွေကိုတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားဖြစ်ပြီး GPS လမ်းညွှန်စနစ်ပါဝင်ကမီအောင်60တမီတာဒါမှမဟုတ်ပေနေရာကန်းထိထိုးပေါပြီးမှပောက်ကွဲနိုင်စွမ်းရှိပါတယ်။အဲ့ဒီပုံကအရှိ6တမ2မီတာသို့မဟုတ်20တမ5ဗေလောက်ရှိပြီးတော့အလေးချိန်ပေါင်3000ကန့်ရှိပါတယ်။ဘုံရဲ့ခေါင်းပိုင်းမှာပောက်ကွဲရပြည့်နဲ့ပြည့်စီပေါင်9300ကျော်လောက်ပါဝင်ပါတယ်။အထူးစွမ်းဆောင်ရည်မြင့်တံမိတတုံစက်နဲ့လှုပ်ထိုင်ဘုံကိုယ်တွေကပောက်ကွဲစေတဲ့ပြည့်စီအများကြီးတည်ဆောင်နိုင်အောင်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လက်ရှိချိန်မှာတော့ GBU 57ဘုံကို American တဝရဲတာပိုင်ဆိုင်ပါတယ်။အဲ့ဒီဘုံရဲ့အလေးချိန်ဟာပေါင်၃000ကန်ရှိရဲ့တာမန်စစ်ဘက်၃လရင်တွေတိုက်လရင်တွေတည်ဆောင်နိုင်စွဲမရှိကြပါဘူး။ American နိုင်ငံထုံး B2 Separate အမျိုးအစားလရင်တစ်မျိုးတည်းကပဲအဲ့ဒီ Banker Buster ဘုံတွေကိုတည်ဆောင်နိုင်အောင်လုပ်ထားပါတယ်။အဲ့ဒီအလေးချိန်ပေါင်၃000ရှိတဲ့ဘုံကိုစစ်ပွဲမှာတုံးခဲ့ဖို့ရဲဆိုတဲ့အစီရင်ခံစာတော့မရှိပါဘူး။အမေရိကန်နိုင်ငံဟာ၂000ပြည့်နှစ်တွေမှာ JBU 57ဘုံကိုစတင်တည်ထွင်ခဲ့ပြီး2004ခုနှစ်မှာ JBU 57ဘုံကိုစတဲ့မှုဓမ္မမဟုတ်လေးချင်းမှုတွေမှာပဲအသုံးပြုခဲ့ပါတယ်။ဝိုင်းဆက်တုံးကြီးပြစ်ခတ်စကံမှာစမ်းသက်ပြစ်ခတ်မှုလေးချင်းပြုလုပ်ခဲ့ပါတယ်။ JBU 57ဘုံတွေဟာတခြားဘန်ကာဘတ်စတာအမျိုးအစားဘုံတွေနဲ့နှိုင်းရှင်ရင်ကွာခြားမှုတွေလည်းရှိနေပါသေးရှင်။